လူမဆန်မှုနဲ့နိုင်ငံပုံရိပ်နိုင်ငံတကာမှာမြန်မာရဲ့ပုံရိပ်အတွက်ဘသူတွေမှာတာဝန်ရှိလဲဆိုရင်လူတိုင်းပါလို့ပဲဖြေရမှာပါအဲ့ဒီလိုပဲမြန်မာစစ်တပ်ရဲ့ပုံရိပ်အတွက်လဲစစ်တီတိုင်းမှာတာဝန်ရှိနေပါတယ်ခုတလောမြင်ကြားသိနေရတဲ့သတင်းတွေအရစစ်သားစစ်အရာရှိ စစ်ကောင်းဆောင်အားလုံးလူလူဟာစစ်တပ်ရဲ့ပုံရိပ်ကိုတာမကမြန်မာနိုင်ငံရဲ့ပုံရိပ်အတွက်ပါအတီးတန်စီတဲ့အပြုအမူတွေကို စိတ်လိုလက်ရလောက်ကင်နေကြတာလို့နားလည်ရပါတယ်လူတယောက်ကိုဘာအညိုးတိမ်မှမရှိပဲတက်ဖြတ်ရုံမကစိုးရွားလာတဲ့ခုတ်ထစ်ဖြတ်တောက်ဖြန့်ကျဲချိတ်ဆွဲဆိုတာမျိုးတွေလုံနိုင်ဖို့ဆိုတာ တော်တန်ယုံလူစိတ်မရှိယုံနဲ့တောင်မရနိုင်ပါဘူးအဲ့ဒီလိုပဲကိုမောင်းတဲ့လေရင်ပေါ်ကတဲချလိုက်တဲ့ဘုံကြောင့်လူအများပြားတေချေယုံမကမြို့ရွာဒေသပျက်စီးဒုက္ခရောက်ကြမှာကို သိနေလျက်နဲ့ငါတို့ထိန်ချုပ်မှုအောက်မှာမရှိတော့လို့တော်လိုင်းရေးတက်တွေနဲ့အတူအဲ့ဒီဒေသကပြည်သူတွေကိုပညာပေးဖို့ဆိုတာမျိုးတွေတွေးပြီးလေချောင်းစစ်စင်ရေးကိုလုပ်နေကြ အဲ့ဒီလိုလောက်တာဟာမှန်ကန်တဲ့အဖြစ်အဖြစ်ထောက်ခံကြတာဟာလေဘလို့လူသားစိတ်မရှိတဲ့လူအန္တာတွေရဲ့အတွေးမျိုးပါလေဒီတော့စေတနာတရာတရားကောင်းလို့ငတ်သေးတဲ့မတာမရှိပါဘူးလို့ပြောလေရှိတဲ့မြမာမာစစ်တပ်ထဲကအရာရှိတယောက်ငတ်သေးတယ်ဆိုတာမျိုးကြားလာရပါတယ်တော်လိုင်းရေးတပ်တွေကစစ်ကောင်စီတပ်တွေရဲ့နမူနာကိုယူပြီး ူတို့ကို ဖြက်လေးဖြက်ဗျူဟာနဲ့ပြန်တိုက်တော့ဒီလိုရလက်မျိုးထွက်လာတယ်ဆိုပါတော့ဒီနေရာမှာအပေါ်ကပြောတဲ့လူမဆန်ဆုံးအပြုတ်မှုတွေကိုစကစတက်တွေကဘာလို့လုံတာလဲဘာလို့လုံနိုင်တာလဲဆိုတာကိုစမ်းစစ်ကြည့်တဲ့အခါမကြသေးခင်ကပေါ်ထွက်လာတဲ့အချက်လက်တွေအရစစ်ကောင်စီတက်သေးမှမူရစ်စည်းဝါကိုကိုယ်တိုင်သုံးရောင်းဝယ်ဖောက်ကား ဖြန့်ချီတူလောင်နေကြတာအကြောင်းလို့တွေ့ရပါဗါးလူမဆန်နိုင်တာဟာလူလိုသဘောထားလူလိုမဆက်ဆံခံရပါလားလို့လဲတံဝေကဖြစ်ရပါတယ်လူလိုသဘောမထားပဲတက်အတွက်ထားရနေဆီရသွားခိုင်းရလို့စက်ရုံလိုရှင်တန်နေရတဲ့စစ်ကောင်စီတပ်သားတွေအဖို့လူဆန်တဲ့အပြုမူဆိုတာမျိုးကိုကြုံတွေ့တည်နာလေနိုင်စွမ်းကိုမရှိတော့တာပဲလို့ပြောရမှာပါဒါကြောင့်စစ်ကောင်စီတက်အနေနဲ့ လက်ရှိတက်တာအရာရှိနဲ့မိသားစုတွေဒါမကအတိတ်ကပတ်သက်ဖူးတဲ့ပင်စင်စားတွေအပြင်တက်ထောက်ခံသူဆိုတဲ့အတိုင်းဝိုင်းမှာပါလူမဆန်တဲ့အပြုမူတွေအတွက်အဆက်ရှိရခေါင်းမနှောင်မသိပဲငါတို့ကိုစန့်ကျင်ရင်ငါတို့လောက်သမျှကိုအစိုးမစိုးနေနဲ့ခန္ဓာအောင်တာခံထားကြဆိုတဲ့တစ်ဖက်သက်တစ်ယောက်ကန်းစိတ်မျိုးတွေသာလွှမ်းမိုးနေတာကိုလည်းတအံ့တအောတွေးကြရပါတယ် အဲ့ဒီလိုစစ်တပ်ထဲကနဲ့စစ်တပ်အတိုင်းဝိုင်းဟာဘသူခွဲခွဲတို့မကွဲအမြဲစီလုံးတယ်ဆိုတာမျိုးကို လူမဆန်မှုကျူးလွန်တဲ့နေရာမှာ အပြိုင်အယိုင်စိတ်တူသဘောတူလောက်ကြပါတယ်လူမဆန်မှုကိုဘသူကကျူးလွန်ကျူးလွန်လက်တဲ့မခံရဘူးဆိုတာမျိုးဘယ်တုန်းကမှမကြားခဲ့မတင်ခဲ့ရတဲ့လူအန္တရေမှုငါတို့တက်တာနဲ့တက်မိသားစုတွေကဘာပဲလုံးလုံးမှန်တယ်ဖြစ်တဲ့တယ် င့်တယ်တယ်လို့မန်တက်နေကြတာကလည်းဟိုးစစ်ကောင်းဆောင်ဘူးချုပ်ကြီးအဆင့်ကနေတက်သားအဆင့်ထိပါပဲအတိတ်လိုဖြစ်အောင်အုံနောက်ဆေးခံထားရတာကိုတောင်းတက်အပေါ်တစ္ဆာရှိမှုနိုင်ငံချစ်စိတ်မျိုးချစ်စိတ်လို့လွဲမားစွာ နားလည်နေကြတာပါမူရစေးတုံထားလို့လူမဆန်မှုကိုတက်အပေါ်တစ္ဆာရှိမှုလို့သဘောထားပြီးကျူးလွန်ရဲနေကြတယ်လို့ပြောရအောင်ကလည်း မူးယစ်ဆေးမတုံးထားတဲ့တက်ကောင်းဆောင်တချို့အရာရှိတချို့နဲ့တက်မိသားစုဝင်တွေတက်ထောက်ခံသူ အတိုင်းဝိုင်းတွေကပါအဲ့ဒီလူမဆန်တဲ့ကျူးလွန်မှုတွေကိုမသိကြိုးကြုံပြုတ်ယုံမကမမယွင်းကြောင်ရှာကြံတက်သေးထူပေးနေကြပြန်ပါတယ်ဒီတော့တရားမျှတမှုကိုမသိနိုင်လောက်အောင်အာဏာအပေါ်ရင်မူးနေကြတာကဒါလူမဆန်မှုမှန်သမျှကိုခွင့်ပြုနိုင်တာပဲလို့ဆိုရမှာပေါ့တနည်းအားဖြင့်တော့ အောင်းနောက်ဈေးခံထားရရင်မူရည်ဈေးတုံးထားတဲ့သူတွေလိုပဲလူမဆန်မှုကိုထမင်းစားရေတောက်ကျုံးလုံးရဲကုန်ကြတယ်အားပေးထောက်ခံရဲကြတယ်လို့ပြောရပါမယ်။ဒါကြောင့်ကိုနဲ့ရင်ဘတ်ချင်းတူလားရချင်းတူယုံနဲ့ဘလို့မဆိုးမျက်စိစုံမိတ်ထောက်ခံအားပေးဖို့ကြိုးစားကြတာဟာတိတ်အန်တရေကြီးပါတယ်။လူမဆန်မှုကိုဘလို့လူကပဲကျုံးလုံးသူ ဖြစ်စေပြစ်တင်ရှောက်ချ တားမြင့်ဟန်ကြားပါကွယ်တွန်းလန်ကြဖို့ကလူတိုင်းမှာတာဝန်ရှိပါတယ်။ဘာလို့လဲဆိုတော့လူမဆန်မှုဖြစ်ပွားရာအရက်ဒေတာဖြစ်တဲ့ကိုယ်နိုင်ငံရဲ့ပုံရိပ်ဟာလူမဆန်သူနည်းနည်းပဲရှိရှိတအိုးပဲရှိရှိအဲ့ဒီလူမဆန်မှုနဲ့တွဲဖက်ပြီးပဲအမြင်ခံရနိုင်လို့ပါပဲလူတိုင်းလူတိုင်းလူမဆန်မှုကိုတွန်းလှန်နိုင်ကြပါစေ